တော်ယူလိုက်တဲ့ကွာချားလာသူတို့ဘောလုံးပေးဖို့တဲ့စပီပဲစပိုတင်နောက်တန်းကသမားတွေဘောလုံးပေးတဲ့စပီကမြန်ပြီးတော့အရန်လဲစမှုဖြစ်တယ်ဗျာတို့မန်ချက်စတာယူနိုက်တက်နောက်တန်းကသမားတွေဘောလုံးပေးတဲ့စပီကကျတော့အရန်လဲနှေးတယ်လို့အရန်လဲလေးရဗျာဟိုအရန်လဲခံမန်းရလွယ်တယ်ဒါ NRC ကိုဘောလုံးဆွဲတက်လာတဲ့အခါမှာလဲသူကဒီ Hasbe Channel ရဲ့အတွက်ပတ်စီလင်းကိုပဲတောက်လျှောက်ကြည့်နေရဗျာဝင်းဘက်ကသမားကိုမကြည့်လဲမကြည့်တယ်လို့ဒီဝင်းဘက်ကသမားစီကိုပေးဖို့လဲ option တစ်ခုအနေနဲ့တောင်မှသူ့မှာမရှိဘူး ဟယ်လိုအားလုံးပဲမင်္ဂလာပါ Glory United YouTube Channel နဲ့ Facebook မှာကြိုဆိုပါရစေ။ကဲကျွန်တော်ရှေ့ရက်ကကျွန်တော်တို့ Manchester United တင်းရဲ့ဒီ Fair Play မှာရုပ်ကန်နေရတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီးတော့ဗီဒီယိုတင်ထားရယ်။ဆိုတော့အဲ့ဗီဒီယိုမကြည့်ရသေးတဲ့ညီကိုလေးနေနဲ့အဲ့ဟာကိုရင်သွားပြီးတော့ကြည့်သင့်တယ်နဲ့။အဓိကအဲ့မှာပြောထားတာကတော့ဗျာကျွန်တော်တို့ Manchester United တင်းရဲ့ဒီ Fair Play မှာဆိုရင်ဘောလုံးကဝင်းဘက်ကစားသမားတွေဒီကိုရောက်တဲ့အခါမှာဒီ defending ရဲ့ side line break ကိုခံရပြီးတော့ဘောလုံးဆုံးရှုံးလာများတဲ့အကြောင်းအဓိကထားပြီးတော့ပြောထားတာ။ ကျွန်တော်ဒီ United ပွဲတွေကိုနည်းနည်းပို့ပြီးတော့ view site ပြီးတော့ကြည့်တဲ့လူတွေဆိုရင်အဲ့ပြဿနာကိုနည်းနည်းပို့ပြီးတော့သတိထားမိလိမ့်မယ်ဗျာ ဟိုအဓိကကတော့ဝင်းဘက်ကသမားတွေဖြစ်တဲ့ဒီဒါလော့တို့မာဇာရိုဝီတို့စီကိုပုံလုံးကရောက်သွားလို့ရင်သူတို့ကဒီပေးစရာလိုမရှိတော့ဘဲနဲ့ defense ရဲ့ sideline break ကိုခံရပြီးတော့ကစားပေါက်ကလည်းကျက်သွားတယ်ဆိုတော့အဲ့ပြဿနာကဒီကစားမားတွေရဲ့ quality အားနည်းမှုကြောင့်ဆိုတာသိပေမဲ့ကျွန်တော်အရင်တော့တွေးခဲ့တာကတော့ဒီ armor ရဲ့ structure မှာလည်းဒီအရှုတစ်ခုခုတော့ရှိတယ်ဆိုပြီးတော့ကျွန်တော် confuse ဖြစ်ခဲ့တာဆိုတော့ဒီနေ့မှာတော့ဗျာဒီ sporting lisbon မှာကျတော့ဒီ federal ရဲ့ favorite player အဆင်ပြေပြီးတော့ကျွန်တော် manchester united အတင်မှာကျတော့ favorite player ဘာကြောင့်ရုန်းကန်နေရလဲဆိုတော့ဒီ the favorite ကဒီတိုက်လောက်ထားတာလေးကိုကျွန်တော် ည်းနည်းလောက်သွားပြီးတော့ကြည့်လိုက်ရအောင်ဆိုတော့ဒီအမော်ရင်ရဲ့ sporting တော့ဒီ favorite play ကိုကြည့်မယ်ဆိုရင်ဘောလုံးကဒီကိုသမားစီကနေပဲစစသူတို့ရဲ့ဒီ3 4 3 shape မှာနောက်တန်းကသမားတွေစီကနေပဲစစသူတို့ရဲ့အဓိကရည်ရွယ်ချက်ကတော့ဒီ headspace channel ရဲ့ဒါမှမဟုတ်ရင်ဒီ front line ကိုတန်းပြီးတော့ဘောလုံးပေးဖို့ရပါပဲဆိုတော့ပထမ page channel ရဲ့ half back ကိုစောင့်လေ ပြီးတော့အခွင့်အရေးရတာနဲ့တန်းပြီးတော့ပေးတယ်။ဒါပေမဲ့ကျွန်တော်တို့ Manchester United နောက်တန်းကစားသမားတွေဘောလုံးပေးတဲ့ speed ကကျတော့အရန်လဲနှေးတယ်လို့အရန်လဲလေးရဗျာ။ဟိုအရန်လဲခံမှန်းရလွယ်တယ်။ဟိုကျွန်တော်ရှင်းပါလေခဏနာပြောဖို့ရဗျာ။နောက်တန်းမှာဒီအပေးယူလုပ်နေရတယ်ဆိုတာတစ်ဖက်သင်းကိုတစ်ဖက်သင်းရဲ့ကစားသမားတွေကိုဘိတ်လုပ်ပြီးတော့သူတို့ရဲ့ hardware ကိုစောင့်လာဗျာ။ Sporting ကစားသမားတွေကကျတော့ဒီ speed နဲ့မြန်မြန်ပေးတယ်ပြီးတော့ဒီ attacking angle ကိုလည်းမြန်မြန်ချိန်တဲ့အခါမှာတစ်ဖက်သင်းကသူတို့ရဲ့ defensive shape ကိုအချိန်မီပုံမဖော်နိုင်တဲ့အခါမျိုးတွေမှာ Hasbit channel တွေမှာဟောက်ဘက်ပို့ရတာကိုတွေ့ရတယ်။နောက်ထပ်အဓိကကြွားချတာကတော့ Sporting Team ကသူတို့ရဲ့ဒီ Facebook Play မှာဆိုရင်ဝင်းဘက်ကစားသမားတွေကိုဒီ Hasbit channel အတွက်ပြနေရာလို့ရဖို့အတွက်ပဲသူတို့ကသုံးလံဒီမှာ NRCO ဘောလုံးရတဲ့အခါမှာဆိုရင် तू ကဒီ Hasbit channel ကိုပဲကြည့်နေရဗျာ။ဒီဝင်းဘက်ကစားသမားကို तू ကကြည့်တော့မှမကြည့်ဘူး။ဘာလို့ဆိုရင် तू အဲ့ဝင်းဘက်ကစားသမားကိုပြီးရင်အဲ့ကစားသမားက isolate ဖြစ်ပြီးတော့ဒီ silent prep မိမှာတည်ရဗျာ။ဆိုတော့ तू ကုသမားကိုပဲပြန်ပေးရဲ။ဆိုတော့ဘောလုံးကကုသမားစီကိုရောက်တဲ့အခါမှာလဲ तू ဝင်းဘက်ကစားသမားတွေစီကိုပေးလို့ရရတယ်ဗျာ။ ဒါပေမဲ့ဒီ Arsenal သင်းရဲ့ press out မှာရှိနေတဲ့ကစားသမားစီကိုပဲပေးတယ်။ပြီးတော့ဘောလုံးပြန်လက်ခံပြီးတော့ NRCO စီကိုဘောလုံးပြန်ပေးတယ်။ပြီးတော့ Arsenal သင်းရဲ့ဒီ fat line press ကိုကြော်သွားတယ်။ဆိုတော့ဒီမှာ NRCO ဘောလုံးဆွဲတက်လာတဲ့အခါမှာလေသူကဒီ Hasbe Channel ရဲ့အတွက်ပတ်စီလင်းကိုပဲတောက်လျှောက်ကြည့်နေရတာ။ဝင်းဘက်ကစားသမားကိုမကြည့်လဲမကြည့်တယ်လို့ဒီဝင်းဘက်ကစားသမားစီကိုပေးဖို့လဲ option တစ်ခုအနေနဲ့တောင်မှသူ့မှာမရှိဘူး။ဒါမဲ့ဒီမှာဝင်ဘက်ကစားသမားရှိနေတဲ့အဖက်ကြောင့်မို့လို့စာကာအနေနဲ့ရဒီဘောလုံးတက်မထောက်ရဲပဲနဲ့သူကိုယ်တိုင်ကလည်းဘောလုံးလွတ်လွတ်လပ်လပ်ဆွဲလာဆွဲလာလို့ရနေတာကိုတွေ့ရတယ်။ဒီမှာဆိုရင်လည်းဗျာဒီဝင်ဘက်ကစားသမားစီကိုအလ ွယ်လေးပေးလို့ရတယ်။ဒါပေမဲ့ဒီပေးမလို့ပုံစံပြပြီးတော့ကွင်းလက်ပိုင်းဘောကကသမားစီကိုပဲပြီးပြီးတော့အာဆင်နယ်သင်းရဲ့ဒီ fight line first line ကို break out လုပ်ခဲ့တယ်။ဒါဒီမှာဆိုရင်လည်းမာတင်နယ်လီကအဲ့ဒီ line အတိုင်းပဲဒီ center back ကသမားစီကိုဖိအားပေးဖို့ရာကြိုးစားတယ်။ဒါပေမဲ့ center back ကသမားဟာဘောလုံးကို roll back လုပ်ပြီးတော့ wing back ကသမားစီကိုပေးမဲ့ပုံစံမျိုးလုပ်လိုက်တယ်။ဆိုတော့အဲ့ချိန်မှာမာတင်နယ်လီက wing back ကသမားစီပေးမဲ့ဒီ pass line ကိုပိတ်ဖို့ကြိုးစားရဗျာ။ဆိုတော့အဲ့ဒီခါမှာတော့ center back ကသမားက direction change ပြီးတော့သူ့အမြဲချိန်နေတဲ့ half space channel ကသမားစီကိုပဲသူပေးလိုက်တယ်။ ဒီချိန်တွေအားလုံးကိုကြည့်မယ်ဆိုရင်လေသူတို့ကဒီ traffic မှာ play မှာဆိုရင် wingback ကစားမရေးစီကိုလုံးဝဘယ်တော့မှမပေးဘူးညာ hashtag channel ကိုပဲ hashtag channel ကစားမရေးစီကိုပဲအမြဲတမ်းပေးတယ် ဆိုတော့ဒါတွေကိုကြည့်ချင်းအဖြစ်ကျွန်တော်ရှေ့ဗီဒီယိုမှာပြောခဲ့တယ်ကျွန်တော် Manchester United နဲ့ Fair Play မှာဘာကြောင့်ယုံခံနေရလဲဘာကြောင့် sideline draft မှာတော်တော်ကြီးယုံခံနေရလဲဆိုတာအရန်ကိုမြင်တာရယ်ဗျာဆိုတော့ဒီ Sporting မှာကျွန်တော်တို့ရဲ့ဒီ Fair Play မှာဆိုရင် win back ကစားသမားတွေစီကိုဘောလုံးပေးဖို့ရာ option တစ်ခုအနေနဲ့တောင်မှတို့အတွက်မရှိဘူးပြီးတော့တို့နောက်တန်းကစားသမားတွေရဲ့ဘောလုံးကို manipulate လုပ်တဲ့ပုံစံတွေပြီးတော့ဘောလုံးကို robot လုပ်တဲ့ပုံစံတွေပြီးတော့ဒီတို့ရဲ့ technical skill တွေ integrate ပတ်တွေစတဲ့ဒီအသေးစိတ်တွေကစအရန်ကြီး scalable ဖြစ်တာကိုတွေ့ရတယ် ဆိုတော့ဒီအဓိကကတော့တို့ရဲ့ဒီ fabric blend မှာဆိုရင်ဝင်ဘက်ကစားသမားတွေကိုအသုံးချပြီးတော့ဒီ hashtag channel မှာတို့စပေးရအောင်ကြိုးစားတယ်ဝင်ဘက်ကစားသမားတွေကိုဒီလှည့်သားဖို့တက်တက်ပွဲတို့အသုံးတယ်တို့ဝင်ဘက်ကစားသမားတွေစီကိုဘလုံးဘယ်တော့မှမထုတ်ဘူးဆိုတော့တို့အဲ့လိုနီးနေအများကြီး side line break ကိုရှောင်းတယ်ပြီးတော့တို့ရဲ့ဒီကစားသမားတွေတယောက်နဲ့တယောက်နားလည်မှုကောင်းတာကိုလည်းတွေ့ရတယ်ဆိုတော့ကျွန်တော် Manchester United တင်ရတော့အခုချိန်မှာအပြည့်အနာကိုကျွန်တော်ရှေ့မှာပြောခဲ့လို့ပါပဲဒီ Joshua CC တို့ attacking midfielder တွေက draw လုပ်ပြီးတော့ဘလုံးလက်ခံရတဲ့ပုံစံနဲ့ဖြည့်ရှင်းတာမျိုးတွေ့ရတယ်ဆိုတော့အမွန်ရင်းကိုယ်တိုင်ကဘလို့ ပုံစံနဲ့ဖြည့်ရှင်းမလဲဆိုတာလာမယ့်နှစ်မှာမှပဲထင်ရှားရှားမြင်ရတော့မှာလက်ရှိချိန်မှာဒီဈေးစီနဲ့ဖြည့်ရှင်းနေတယ်ဆိုတော့ကျွန်တော်အဆင်ပြေတဲ့ပွဲရှိတယ်လို့အဆင်မပြေတဲ့ပွဲလည်းရှိရဲ့တိကျတခုကဗျာဒီတစ်ဖက်သင်းကဈေးစီ draw လုပ်တဲ့ချိန်မှာ highline ထောက်ပြီးတော့ pressure တက်ပြီးတော့ပြီးမယ်ဆိုရင်အဆင်မပြေဖို့ရာများတယ်ဆိုတော့ဒါကတစ်ဖက်သင်းပေါ်မှာမူတည်နေတဲ့ပုံစံမျိုးဖြစ်နေတယ်အဓိကကတော့ဗျာကျွန်တော်တို့အသင်းရဲ့နောက်တန်းကစားသမားတွေအနေနဲ့ဒီဘောလုံးရလာတဲ့အခါမှာ wing back ကစားသမားတွေစီကိုဘောလုံးပေးဖို့အတွက် head space channel တွေဒီ attacking midfielder တွေပြီးတော့ front line ကစားသမားတွေစီကိုပဲဒီ line breaking pass တွေပေးနိုင်ဖို့ရ ပို့ပြီးတော့ဦးစားပေးဖို့ရလို့တယ်အဲ့လိုပေးဖို့ဆိုရင်လည်းဒီနောက်တန်းမှာဘောလုံးကိုလှိမ့်တဲ့အခါမှာအခုလိုမျိုးကြီးလေးဒီလေးကံမျိုးကြီးလုံနေတာပုံစံမျိုးမဟုတ်ပဲနဲ့မြန်မြန်ဆန်ဆန်ပေးပြီးတော့ defensive ရဲ့ဒီ defensive shape အချိန်မီပြန်ပြီးတော့မပြောင်းလဲနိုင်ခင်မှာဒီ headspace ဟာခွက်ကိုရှာနိုင်အောင်အဲ့အင်ဂျာဒီမှာတော့ပြင်သင့်တယ်လို့ထင်တယ်ဆိုတော့ဒါရီယာပြာဒီ player တအူးချင်းစီရဲ့ quality အားနည်းမှုနဲ့လည်းဆိုင်တယ်ဆိုတော့ပြင်လို့ရမလားမရဘူးလားဆိုတော့မသိဘူး ကျွန်တော်ရှေ့ဗီဒီယိုမှာပြောသလိုပါပဲအဓိကတော့ကျွန်တော်မချိန်ဘူးဆိုရင်တော့မှဒီနောက်တန်းက CCB ကစားသမားရေပြီးတော့ဒီကိုသမားရေကတော့ကျွန်တော်တို့ချိန်ဖို့ရလိုမယ်ဗျာ။ဥနာနာအနေနဲ့ဒီ long distribution တွေမှာလည်းမတိကျသလိုဒီအသင်းရဲ့ဒီသူ့ဘုရားဒီ platform နဲ့ဘက်အတွက်ပဲခေါ်ခဲ့ရဒါပေမဲ့ဒီ fafit play မှာဆိုရင်လည်း तू ကဒီရောင်းချီချီနဲ့မကစားရဲပဲနဲ့ဒီအမြဲတမ်း long ball တင်းနေတာကိုပဲတွေ့ရတယ်။ဆိုတော့အောင်မွန်နဲ့ဘယ်လိုဖြည့်ရှင်းမလဲဆိုတော့လာမင်းနဲ့မှာမှာထပ်ပြီးတော့ဒီနေ့ရှာရှာမြင်ရမယ်လို့ကျွန်တော်ကထင်တယ်။ ဆိုတော့ရှေ့ဗီဒီယိုမကြည့်ရတဲ့ညီကိုလေးနေလဲတော့ကြည့်ရှုပေးဖို့မေတ္တာရက်ခံခြင်းနဲ့ကျွန်တော်တို့ရဲ့ Glory United YouTube Channel လေးကိုကြိုက်နေတတ်တယ်ဆိုရင် Like and Subscribe လေးနဲ့အားပေးခဲ့ကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်